အီတလီနိုင်ငံဗီနစ်မြို့ကသစီ6တဲ့နန်းတော်ကြီးပြည်သူများအလုံးမင်္ဂလာပါရှင်အမန်းချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဥရောပရဲ့ရှင်ဟောင်းဘီသူကအနုပညာလက်ရာတွေတရှိရောင်မြို့တစ်မြို့ဖြစ်တဲ့အီတလီနိုင်ငံကဗီနစ်မြို့ကိုတော့မသိရတဲ့သူရှိကြမယ်မထင်ပါဘူး။ဗီနစ်မြို့ရဲ့အနုပညာလက်ရာတွေနဲ့အလားပါတွေက လူသားလိုက်ရဲ့စိတ်နှလုံးသားဖို့ကိုဂိုင်လုံးနိုင်ကျွမ်းရှိရာကြောင့် KSSS ကပြားစရာတွေစာရေးစရာတွေကဒီမျိုးကြီးရဲ့ခန္ဓာကြီးကျယ်ပုံတွေကိုဖွဲ့ဆိုခဲ့ကြပါတယ်။ဘေးနှမျိုးမှာအထင်ကရအဆောက်အုံတွေနန်းတော်တွေရှိကြပြီးတော့အဲ့ဒီအထဲမှာ Plazo Dario လို့ခေါ်တဲ့19ရာစုခေတ်ရဲ့လက်ရာရှေးဟောင်းနန်းတော်ကြီးတခုလည်းပါဝင်ပါတယ်။ဒီနန်းတော်ကြီးကိုအဝေးကကြည့်လိုက်အောင်နဲ့သူ့မှာပါဝင်တဲ့ဘီသူကလက်ရာတွေကအဖိုးမပြတ်နိုင်အောင်ဘလောက်ထိတန်ဖိုးကြီးမှလဲဆိုတာကိုအ깨ခတ်နိုင်ပါတယ်။ဒါပေမဲ့ ့ဒီနန်းတော်ကြီးနဲ့ပတ်သက်ပြီးတော့လူတွေသိမသိသေးတဲ့ပရာလောကဆိုင်ရာနာနာဘဝဇလန်တွေကလည်းအများကြီးရှိနေပါသေးတယ်။ဆိုတော့တစိ6တယ်လို့နာမည်ကြီးရဲ့ဖလာဇိုဒါရီယိုနန်းတော်ကြီးရဲ့အကြောင်းကိုပိုသိရဖို့တန်းဆောင်းလေးချုံနဲ့ဂျက်လေးတက်ပြီးတော့ဗီဒီယိုကိုအဆုံးထိအတူကြည့်လိုက်ရအောင်ပါ။ ဒီနန်းတော်ကြီးကိုရှေးဟောင်းနှစ်ပေါင်းများစွာကလေးကဆောက်လုပ်ခဲ့ရဖြစ်ပြီးတော့ခေဆက်ဆက်ဒီအဆောင်အုံကြီးကိုပိုင်ဆိုင်တဲ့သူမှန်သမျှကလည်းအသေးစိုးနဲ့ကိုတည်ဆုံးခဲ့ကြရတာပါပြောရရင်တော့နန်းတော်ကြီးဟာကျင်းစားတည်နေတဲ့သဘောပါပဲနန်းတော်ကြီးကိုဆောက်လုပ်ခဲ့တဲ့အချိန်ကလေးကဒီနန်းတော်ကြီးကိုပိုင်ဆိုင်တဲ့သူမှန်သမျှကိုအသေးစိုးနဲ့တည်အောင်တယောက်ယောက်ကကျင်းစားတိုက်ခတ်ဟန်တူပါတယ် ရှိလူကြီးတွေရဲ့ပြောပြချက်အရအနန်းတော်ကြီးကိုဒီနေ့ချိန်ထိပိုင်ဆိုင်နေရသူဟာလူသားစင်စစ်မဟုတ်ပဲမမြင်ရတဲ့ငရဲပြည်ကနတ်ဆိုးတကောင်က ပိုင်ဆိုင်နေရလို့ပြောပါရယ်ဒါကြောင့်မလို့နန်းတော်ကိုပိုင်ဆိုင်ခဲ့သူမှန်သမျှဟာဗဟိတိဆန်ဆန်နဲ့ပဲတည်ဆုံသွားခဲ့ရတာဖြစ်ပါတယ်။ဒီနန်းတော်ကြီးရဲ့ပထမဆုံးပိုင်ရှင်တယောက်ဟာဆိုရင်အခန်းထဲမှာအကြောင်းပြချက်မရှိ အသက်ခံခဲ့ရတာဖြစ်ပြီးတော့သူ့ကိုဘယ်သူတတ်ခဲ့လဲဆိုတာကိုဒီနေ့ထိအပြေမရှာနိုင်သေးပါဘူး။ နောက်ဆက်တွဲပိုင်ဆိုင်ခဲ့သူတွေကလည်းမိသားစုအရှုပ်တော်ပုံတွေအဆီဒန့်တွေကြောင့်အသေးစိုးနဲ့တည်ခဲ့ကြရပါတယ်။ဒါကြောင့်မလို့နန်းတော်ကြီးဟာတရေ၆ကျန်းတဲ့နေရာတစ်ခုဖြစ်လာပြီးတော့တော်ယုံဘသူမှမလာရဲကြပါဘူး။ဖလာဇိုတာရီယိုနန်းတော်ကိုဝယ်ဖို့အတွက်တထေးတော်တော်များများကလည်းအရင်ကဖြစ်ခဲ့ပွေတဲ့ဇလန်းတွေကြောင့်အတော်လေးကိုစဉ်းစားရပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့နန်းတော်ကြီးဟာပိုင်ရှင်မဲ့ဖြစ်သွားခဲ့ရပြီးတော့ဘေးနေမြို့မှာငြိမ်သက်ခဲ့ရတာဒီနေ့ထိပါပဲ။ တချို့တတိကောင်တဲ့သူတွေကညာရင်းချင်းဒီနန်းတော်တွေကိုလာပြီးတော့သွေးတို့လာဆန်းကြပါတယ်။ဒါပေမဲ့မရှုမလာနဲ့ထွက်ပြေးခဲ့ရတာကြီးပါပဲ။အထူးသဖြင့်တော့နန်းတော်တွေကနေရံတွေစီကနေထွက်လာတဲ့လူအော်တန်တွေကြောင့်ရောက်တဲ့သူတိုင်းလှည့်ပြေးခဲ့ရတာပါ။ တချို့ညတွေမှာနန်းတော်ကြီးရဲ့ပြတင်းပေါက်နာမှာလူလိုလိုအရေးကြီးတစ်ခုမတက်ရက်နေရကိုအဝေးကနေလှမ်းမြင်ခဲ့ရတဲ့သူတွေရှိပါတယ်။ဒီနန်းတော်ကြီးရဲ့နောက်ွယ်မှာလူတွေလှလန်းမမီနိုင်သေးတဲ့လက်ဝက်ချက်အကြီးကြီးတစ်ခုရှိနေရဆိုတာကတော့အသေးချပါပဲ။ဒီຢာကဘာများဖြစ်မလဲလို့မိတ်ဆွေတို့ထင်ပါသလဲ။ကိုယ့်ရဲ့အထင်မြင်ချက်တွေကို comment မှာရေးပေးသွားပါဦးနော်။ နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။